ရှိရာလေးနဲ့ရအောင်နေထိုင်ခြင်းဘဝရင်ဘာကအရေးကြီးသနည်းဆိုခြင်းကို တွက်ဆရန်လိုအပ်ပါတယ်။ငွေကြေးထက်ပိုပြီးအရေးကြီးသည်မှာစံမာရေးဖြစ်ပါတယ်။မစံမာလင်ဘာမှမရှာနိုင်ပါထို့ကြောင့်ကိုကျမ်းမာရေးကိုဥစွာဂယုစိုက်တင်ပါတယ်။ကျမ်းမာစီရန်အတွက် လေးကျင့်ခန်းမှန်မှန်လုပ်မယ် ကျမ်းမာစေမဲ့အစားအစာများကိုသာရွေးချယ်စားသုံးမယ်။သင့်ယုံသာစားမျှတအောင်စားကျန်းမာအောင်စားနိုင်စေရန်ကြိုးစားကြမယ်။အစားလဲစားကို့အတွေးအနေကိုလည်းဂရုစိုက်ရပါမယ်။အကောင်းမြင်စိတ်ထားဖြင့်လောကကြီးကိုတဘာဝကြကြရှုမြင်သုံးသပ်ပေးတတ်ရန်လည်းလိုအပ်ပါရဲ့။ကိုရှိတာထပ်ပို့ပြီးမတော်လောဘတက်ခြင်းကိုလည်းရှောင်သင့်ပါရဲ့။ ကိုပိုင်ဆိုင်မှုများကိုတတ်နိုင်သမျှလျှော့ချလိုက်ပါ မလိုတာတွေကိုဖယ်ထုတ်လိုက်ပါ လိုသလောက်သာ ကိုအတွက်စောင့်ထားနိုင်အောင်ကြိုးစားပါအတွေးရှင်းအမြင်ရှင်းလျင် စိတ်ကူးအမြင်တွေလည်းတမျိုးပြောင်းသွားပါလိမ့်မယ်စားနိုင်တာထက်ပိုမချမ်းမိပါစေနဲ့ဝယ်နိုင်တာထက် ပိုပြီးမစုဆောင်မိပါစေနဲ့ဖြစ်နိုင်တာထက်ပိုပြီးမတွေးမိပါစေနဲ့ တဘာဝကြကြကိုဘဝနှင့်ကိုအမြင်ခံယူချက်အတိုင်းရိုးရှင်းစွာနေထိုင်နိုင်သောဘဝတစ်ခုကို တည်ဆောက်ကြည့်စေလိုပါတယ်။ရေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာ၌ပျော်စားဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသား အိတ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။